မင်္ဂလာပါဆရာမဒီနဲ့ဆက်ပြီးရှင်းပြပေးမှာက grade 6 center 2ရဲ့အချိန်ခံ30တသမ1နံပါတ်30ပဲဖြစ်ပါတယ်ဖြော်ရည်အပြည့်ထည့်ထားသောဂျောက်မန်ဂျူပုံ ကျွေးခွက်တစ်ခွက်ဤအောက်ခြေမျက်နှာပြင်ဧရိယာအသည်900စင်တီမီတာစကွဲ900ကုဗစင်တီမီတာရှိ၍20စင်တီမီတာမြင့်ဤဖြောရေးလီတာပေါင်းမြင့်များရှိသည်နီထိုဖြောရေးများကို10လီတာဝင်စီများအတွင်းသို့ထဲ့သောစီပေါင်းမြင့်များရပြီနီကဲဒါဆိုရင်ဆံမတော်တစ်ခုချင်းစီပြန်ကြည့်ကြည့်မယ်ဖြောရေးအပြည့်ထည့်ထားတဲ့ဒေါမန်ဒူပုံကျွေးခွက်တစ်ခွက်ဆိုတော့ဆံမကအာဒီဒေါမန်ဒူပုံကျွေးခွက်တစ်ခွက်လေးဆွဲလိုက်မယ် ဲ့ဒီတဲမှာဒီတဲမှာဖြောရည်အပြည့်ရှိတယ်။အဲ့တော့သူ့ရဲ့အောက်ခြေမျက်နှာပြင်ဧရိယာအောက်ခြေမျက်နှာပြင်ဧရိယာဆိုတော့ဒီလိုမျိုးလေးဆွဲလိုက်တဲ့အခါမှာဒီအောက်ခြေရဲ့မျက်နှာပြင်ဧရိယာကို ပေးထားတယ်။အဲ့ဒီဧရိယာဒီ900စင်တီမီတာစကွဲရှိတယ်။ဟုတ်ပြီနော်။အောက်ခြေမျက်နှာပြင်ဧရိယာ900စင်တီမီတာစကွဲ။သူ့ရဲ့အမြင့်ကကြတော့20စင်တီမီတာရှိတယ်။ ရပြီနော်ဆိုတော့ဖြော်ရည်ကလီတာပေါင်းမြင်များရှိတဲ့နေဆိုတော့ဆရာမတို့ဘာကိုရှာရမှာလဲဆိုတော့ဖြော်ရည်ရဲ့ဒုတယ်ကိုရှာရမယ်အပြည့်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအာဒီကြွေခွက်တစ်ခွက်ရဲ့ဒီကြွေခွက်ရဲ့ဒုတယ်ကိုရှာလိုက်ခြင်းအပြင်ဆရာမတို့ကဖြော်ရည်ရဲ့ဒုတယ်ရှာတာ ਨੇ တူတူပဲလီတာဘယ်လောက်ရှိတယ်လဲလို့ပြောလို့ရှိရင်ဒုတယ်ကိုရှာပေးရမယ်ဆိုတော့ဆရာမတို့ပထမအဆုံးပေးထားချက်ရေးလိုက်မယ်ပေးထားချက်ကဘာလဲဆိုတော့အာဒီကြွေခွက်တစ်ခွက်ဤ ကျွေခွက်တက်ခွက်ဤအောက်ချေမြင့်နေပြင်ဧရိယာမြင့်နေပြင်ဧရိယာဒီဘယ်လောက်ရှိလဲ900ကုဘစင်တီမီတာရှိတယ်500စင်တီမီတာ square နောက်တစ်ခုကကြတော့20စင်တီမီတာမြင့်ဤဆိုတော့အမြင့်ကဘယ်လောက်ရှိလဲ20စင်တီမီတာ အဲ့ဆိုဆရာမတို့လိုချင်တာနမကကြီးရကြတော့ဖြောရည်လီတာပေါင်းမြင်းများရှိသည်နီဆိုတော့ဖြောရည်ရဲ့ဒုတဲ့ကိုရှားချင်တယ်အဲ့တော့ဒုတဲ့ကိုရှားတဲ့ပုံစံဤသည်အလျားအမြအနှံအမြအမြင့်ရှိတယ်နောက်တစ်ခုကကြတော့ဧရိယာအမြောင်အမြင့်ရှိတယ်အောက်ခြေမျက်နှာပြင်ဧရိယာအမြောင်အမြင့်အောက်ခြေမျက်နှာပြင်ဧရိယာ ဧရိယာအမြောက်အမြင့်အောက်ခြေမျက်နှာပြင်ဧရိယာအမြောက်အမြင့်ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနော် အောက်ခြေရဲ့မျက်နှာပြင်ဧရိယာဘယ်လောက်ရှိလဲဆိုတော့500 cm2 နဲ့အမြင့်ကကြတော့20 cm ရှိတယ်ကဲဒါဆိုရင်မြောက်လိုက်မယ်၃ညက 3လုံးဆိုတော့ဆီယမ3လုံးရေးလိုက်မယ်9နဲ့4 10ဆိုတော့10ဆိုတော့ခု10အရာ1000 1000စင်တီမီတာကျုပ်ရသွားပြီဒါကဖြော်ရည်ရဲ့ဒုတယ်နောက်တစ်ခုဒီခခွေရကြတော့ထိုးဖြော်ရည်များကို10လီတာဝယ်စီများအတွင်းတို့ထည့်မယ်10လီတာဝယ်နဲ့စီစီတစ်ခုဆိုဆီယမအဲ့ဒီစီကိုဒီလိုမျိုးလေးဆွဲလိုက်မယ်ပေါ့နော်ဒါဒီ30လီတာဝင်တဲ့စီပေါ့သူရဲ့ဒုတဲ့ဒီဘယ်လောက်ရှိလဲဆိုတော့30လီတာရှိတယ် အဲ့ဒီ10လီတာဝင်တဲ့စီအသွင်းကိုထည့်မယ်ဆိုရင်စီပေါင်းမီများရမည်နည်းဆိုတော့ဆရာမတို့စီမှာအခုရထားတာဒီစင်တီမီတာကျပ်နဲ့ရထားတာဒီစင်တီမီတာကျပ်ကိုအရင်ဦးဆုံးမလုပ်ပေးရမှာလဲဆိုတော့အာဒီလီတာပြောင်းပေးရမယ်အဲ့လိုလီတာပြောင်းပေးလိုက်ပြီဆိုတဲ့အခါကျမှဒီဆရာမတို့ဘာရမှာလဲဆိုတော့ဒီ10လီတာဝင်တဲ့စီထဲမှာဒီကရထားတဲ့လီတာဖြော်ရည်ကိုထည့်လိုက်လို့ရှိရင်အာစီမနှခုရတယ်လေပေါ့နော်စီဒီ အပြည့်ထည့်လိုက်လို့ရှိလို့ရှိရင်စီပေါင်းမြများရမည်နီဆိုတာကိုရသွားလိမ့်မယ်ဆိုတော့ဒီစင်တီမီတာခစ်ကိုအရင်ဟူးဆုံးပါပြောင်းရမှာလဲဆိုတော့လီတာပြောင်းရမယ်ဆိုတော့ကလေးတို့သိပြီသားစင်တီမီတာခ ्यूब ကနေလီတာပြောင်းနေဆိုတာဒီ unit အနည်းကနေအများပြောင်းတာဆိုတော့စားမယ်သူတို့ရဲ့ဆက်ဆက်ချက်ဒီတလီတာ1000စင်တီမီတာခ ्यूब ရှိရာ ဟုတ်ပြီနော်အဲ့ထာဆိုတဲ့ခါကျတော့တထောင်နဲ့စားမယ်ဖိုးစေးရထောင်တောင်းတထောင်ကိုတထောင်နဲ့စားလိုက်ပြီဆိုတော့သူဒီလီတာတစ်ခါတည်းရသွားတယ်ဒါဆိုဒီက3ည3လုံး3လုံးရှင်းလိုက်တဲ့ခါမှာ10လီတာရတယ်ဒါဆိုရင်ဖြောရည်ဤဒုတယ်ပေါ့နော်ဖြောရည်လီတာဘာမှမလောက်ရှိတယ်ဆိုတော့10လီတာရှိတယ်ဖြောရည်ဤတုတယ်ပဲရေရေဖြောရည်ဤလီတာလို့ဖြောရည်လီတာပေါင်းလို့ပဲရေရေရတယ် ဖြော်ရည်လီတာပေါင်းသည်30လီတာရှိတယ်ဆရာမတို့ဒီမှာရထားတဲ့အဖြေကို လီတာပြောင်းလိုက်တော့30လီတာရှိတယ်ဒါဆိုရင်ဆရာမတို့အခုရှာမှသည်အဲ့ဒီကရထားတဲ့30လီတာကိုဒီမှာ30လီတာဆက်နဲ့စီတဲ့ကိုထည့်လိုက်လို့ရှိရင်အဲ့ဒီစီသည်စီအာစီပေါင်းမြင်များရမည်နည်းဆိုတော့ထည့်နိုင်သည်စီအရေအတွက် ထဲနိုင်သည့်စီအရည်အတွက်ဒီ10လီတာကိုဒီ10လီတာနဲ့ပဲစားလိုက်ရုံပဲဒါဆိုရင်တစ်ခုပဲရမှာပေါ့နော်ဒီနောက်တစ်ခုကကြတော့နံပါတ်7 အလျား40စင်တီမီတာအကျယ်30စင်တီမီတာအမြင့်80စင်တီမီတာရှိတဲ့ရေလောင်းကန်တကန်မှာစီရပြည့်တူလောင်ထားပါတယ်တဲ့စီရချို့ယူရင်းထက်သဖြင့်စီမျက်နှာပြင်သည်10စင်တီမီတာနှိမ့်ဆင်းသွားသောယူထွက်သွားသောစီဒုတဲ့ဟုရှာပါဆိုတော့ဆရာမတို့ကိုဘယ်လိုစဉ်းစားကြည့်မလဲဆိုတော့ဆရာမကပုံအကျန်းလေးဆွဲလိုက်မယ် အာဒါကရေလောင်ကန်ပေါ့နော်စီလောင်တဲ့နေရာလေးပေါ့အဲ့ဒီသူ့ရဲ့ဒီအလျားဒီဘလောက်ရှိလဲဆိုတော့40စင်တီမီတာရှိတယ်ဒါကအလျား40စင်တီမီတာရှိတယ်အကျယ်ဆိုတော့အနှံဒီ30စင်တီမီတာရှိတယ်အမြင့်ကကြတော့ဘလောက်ရှိမလဲဆိုတော့80စင်တီမီတာရှိတယ်အဲ့လိုမျိုး80စင်တီမီတာရှိတဲ့ရေလောင်ကန်တကယ်မှာစီအပြည့်တို့လောင်ထားတယ်ဒီအပြည့်တို့လောင်ထားပါတယ်တဲ့ အဲ့ဒီအခါမှာဒီအပြည့်ဆိုလို့ရှိရင်တကယ်လို့ဆရာမတို့ကဒီအစီအပြည့်ရဲ့ဒုတွေကိုရှာကျင်လို့ရှိရင်ကြတော့အလျားအမြောင်အနံအမြောင်အမြင့်ဆွေမှာရှာလိုက်တော့40အမြောင်30အမြောင်80ဆွေမှာရမှာဒါပေမဲ့သူကအဲ့ဒါကိုမရှာခိုင်းဘူးစီအချို့ယူထွက်သွားတယ်ဒီကနေယူထွက်သွားတယ်ဖိတ်သွားတယ်ပေါ့နော်ဒါဆိုရင်စီမျက်နှာပြင်ဒီ1စင်တီမီတာဒီလောက်အာ1စင်တီမီတာထားပါတော့လေဒီလောက်ပေါ့နော်အဲ့ဒီ1စင်တီမီတာရှိတဲ့ဒီလောက် ပမာဏဒီနှိမ့်ဆင်းသွားတယ်နှိမ့်ဆင်းသွားတဲ့ဒီအမြင့်ဒီဘယ်လောက်လဲဆိုတော့1 cm နှိမ့်ဆင်းသွားတယ်အဲ့ဒါဆိုလို့ရှိရင်ယိုထွက်သွားတဲ့စီရဒုတွေကိုရှာပါတဲ့ဒုတွေကိုရှာတဲ့အာဒီပုံသေးနည်းကဘာလဲဆိုရင်အလျာအနံ့အမြင့်ရှိမယ်ဒါဆိုရင်ဒီအပေါ်မှာယိုထွက်သွားတဲ့အလျာဒီဘယ်လောက်လဲဆိုတော့40 cm အနံ့က30 cm နဲ့အမြင့်ကြတော့10 cm ယိုထွက်သွားတယ် ဒါပါပေါ့ဗျာ။ဒါကြောင့်မလို့ရိုးထွက်သွားတဲ့အမြင့်1စင်တီမီတာနဲ့ပဲတွက်ပေးရမယ်။ကျန်တာတွက်ဆရာမလို့တော့။ဒါပါပေါ့လား။ဆိုတော့ဆရာမတို့ပထမအုံဆုံးပေးထားချက်ရေးလိုက်မယ်။ဘာတွေတိတယ်ဆိုတော့အလျားတိတယ်၊အကျယ်တိတယ်။အမြင့်ကတော့80နဲ့မတွက်တော့ဘူး။ဆရာမဒီမှာပြောပြထားတဲ့အတိုင်းသူကရိုးထွက်သွားတဲ့စီရဲ့အာဒူတယ်ကိုပဲရှာခိုင်းတာမလို့1စင်တီမီတာနဲ့တွက်ပေးရမယ်။ဘာပေါ့တော့နော်။ကဲဒါဆိုလို့ရှိရင်ဆရာမတို့ဒီပေးထားချက်ကပါလဲဆိုတော့စီလောင်ကန်ဤအလျား အလျားဒီဘလောက်ရှိလဲဆိုတော့40 cm ရှိတယ်။ပြီးတော့မှအကျယ်စီလောင်ကန်ဤအကျယ်အကျယ် equal ဘလောက်ရှိလဲ30 cm ရှိ အမြင့်စီလောင်ကန်ဤအမြင့်အဲ့တော့အမြင့်လို့တခါတည်းမသုံးမနဲ့ဆရာမတို့ကဒီစီအချို့ယူထွက်သွားတယ်ဆိုတော့အဲ့ဒီယူထွက်သွားတော့အမြင့်ကိုပဲရေးမယ်ဟုတ်ပြီနော်ဆိုတော့ယူထွက်သွားတော့အမြင့် ဘလောက်ရှိလဲ1စင်တီမီတာရှိတယ်ခဲဒါဆင်ဆံမလိုချင်တာဗာလဲဆိုရင်ယိုထွက်သွားတော့စီရဲတူတယ်လို့ချင်တယ်ယိုထွက်သွားတော့စီဤတူတယ်ဒီခွာအလျားအမြောက်အနဲ့အမြောက်အမြင့်ဆိုတော့ဒီမှာတော့အလျားအကျယ်အမြင့်ရှိတယ်အဲကလေးတို့အနေနဲ့ဒီမှာအဒီ အဲ့သူရဲ့ formula ကိုရင်းလဲရေးဒါမှမဟုတ်တစ်ခါတည်းမြောက်ချင်လဲရတယ်40 cm ကအလျာအနံက30 cm အမြင့်က10 cm ဆိုလို့ရှိရပြီနော်ကဲတော့ဆင်ဆင်မလို့မြောက်လိုက်မယ်၃ရည်အရင်ဆုံးရေးထားလိုက်မယ်၃ရည်နှစ်ခုရှိတယ်နှလုံးရှိတယ်၄၃လီကဆက်နဲ့ဆိုတော့ 12 cm cube ဆိုတော့အဖြေရသွားပြီဆင်မလို့ရသွားတာဒီပါလဲဆိုတော့ U ထွက်သွားတော့ CE ဒုတယ်ကိုရတယ်ဆိုတော့အဖြေရေးမယ် U ထွက်သွားတော့ CE ဒုတယ်ညီမြချင်း1200 cm cube ဆိုပြီးရသွားပြီဟုတ်ပြီနော်ဆိုတော့ဒီမှာတချို့ကလေးတွေလွဲတာဒီပါလဲဆိုတော့သူတို့ကအာဒီပေးထားတဲ့80 cm နဲ့တွက်လိုက်တာဟုတ်ပြီနော်အဲ့လိုမျိုးတွက်စရာမလိုဘူးတစ်ခါတည်းပဲသူက အာဒီရွတ်ထွက်သွားတဲ့စီရတုတွေကိုရှာခိုင်းတာမို့လို့10စင်တီမီတာအမြင့်နဲ့တစ်ခါတွက်လိုက်ရပြီဟုတ်ပြီနော်နောက်တစ်ခုနံပါတ်7ကုဘပုံတန်ပုံတစ်ခုဤအနားတစ်ဖက်စီသည်15စင်တီမီတာရှိလျားသည်ကုဘပုံလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံဒီပါဖြစ်မလဲကုဘတော့ပေါ့နော်ကုဘတုံဆိုတော့သူဒီအလျားအနှံအမြင့်အကုန်တူမယ်15စင်တီမီတာအနားတစ်ဖက်ဆိုတော့ဗာလေအကုန်လုံးဒီ15စင်တီမီတာရှိမယ် ဲ့ဒီတန်ဖုံးထဲမှာ C 1.25လီတာရှိနေသည်တဲ့အဲ့ဒီထဲမှာ C ရှိတယ် C ဘယ်လောက်ရှိလဲဆိုတော့1.25လီတာရှိတယ်1.25 liter တန်ပုံးတွင် C အပြည့်ရှိရင်မြင်မြထက်ထည့်ဖို့လိုတယ်လေတဲ့ဘယ်လောက်ထက်ထည့်ရမလဲဆိုဆရာမတို့ဒီထဲမှာအကုန်လုံးဆက်နိုင်တဲ့အဒုတွေကိုရှာမယ်ပြီးတော့မှ C ရဲ့ဒုတွေကိုနှုတ်လိုက်လို့ရှိရင်ထက်ပြီးတော့ဘယ်လောက်ထည့်ရမလဲဆိုတော့ရသွားမှာတပတ်ပေါ့တော့เนาะအဲ့တော့ဒီ 15စင်တီမီတာ15စင်တီမီတာအနားတစ်ဖက်စီရှိနေတဲ့ကုဘပုံတစ်ခုရဲ့ဒုတဲ့ကိုရှာမယ်။အဲ့ဒီရထားတဲ့ဒုတဲ့ထဲကနေစီရဲ့ဒုတဲ့ကိုနှုတ်လိုက်လို့ရှိရင်ဒီမှာပြည့်ဖို့ရန်အတွက်ဒီပုံကြီးပြည့်ဖို့ရန်အတွက်စီဘလောက်ထက်ထဲဖို့လိုတယ်လဲဆိုတဲ့ပမာဏကိုရသွားမယ်။ဟုတ်ပြီနော်။ဆိုတော့အရင်ဆုံးပါကိုရှာရမှာလဲဆိုတော့ကုဘပုံတန်ပုံရဲ့ဒုတဲ့ကိုရှာရမယ်။ဟုတ်ပြီလား။ဆိုတော့ပထမအောင်ဆုံးဆံမပေးထားချက်ရေးလိုက်မယ်ကုဘပုံ ်တန်ပုံးဤအနာတဖက် equal ဘလောက်ရှိလဲ15 cm ရှိကြည့်ကျွန်တော်ရှာရမှာဒီပါလေတန်ပုံးရဲ့ဒုတဲ့ဝင်ရှာရမယ်တန်ပုံးဤဒုတဲ့တန်ပုံးရဲ့ဒုတဲ့ဆိုတာပါလေအနာ၃ခုလုံးကိုမြှောက်လိုက်တာအနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင်ဒါမှမဟုတ်အနာဆောင်၃ချက် အဲ့လိုမျိုးအနာဆောင်မြအနာဆောင်မြအနာဆောင်ရင်းလဲရေးဒါမှမဟုတ်ဆင်မလို့တစ်ခါတည်းမြောက်လိုက်ရင်လဲရတယ်။ဟုတ်ပြီနော်။သူရဲ့အတူတဲလိုချင်တော့အလျားအမြောက်အနံအမြောက်အမြင့်ဒါမှမဟုတ်အနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင်အဲ့တော့ဒီ15 15 15ဆိုတော့အကုန်လုံးမြောက်လိုက်လို့ရှိရင်ဘယ်လောက်ရလဲဆိုတော့3385 cm ကျူပီဆိုတော့ဆရာမတို့ရထားတာဒီစင်တီမီတာကျူသူကကျတော့ဒီမှာလီတာနဲ့ပေးထားတာဆိုတော့ဒီမှာရှိတယ်ဒီစင်တီမီတာကျူကိုလီတာပြောင်းပေးရမယ်လီတာပြောင်းမယ်ဆိုတော့ဘာလို့မှာလဲအာဒီစင်တီမီတာကျူကနေလီတာပြောင်းအ ਨੇ ကနေအများသွားစားမယ်တစ်ထောင်နဲ့စား3305ကိုတစ်ထောင်နဲ့စားဟုတ်လား ဲ့လိုစားလိုက်ပြီဆိုတာနဲ့တခါတယ်လီတာဆိုပြီး unit ပြောင်းလိုက်မယ်ဆိုတော့1000နဲ့စားတော့တတမ3နဲ့အဖြစ်3တတမ3ခွန်5လီတာဒါတန်ပုံးရဲ့တူတဲရသွားပြီဆိုတော့ဆရာမတို့အဲဒီ အဲတန်မုံထဲမှာစီယာဒီလောက်ဆန်တယ်3တသက်မှ3.5လီတာဆန်တယ်ဒါပေမဲ့ရှိနေတဲ့ဒီစီယာကြတော့ဘယ်လောက်ရှိတာလဲအဲ့ဒီမှာရှိနေတဲ့တန်မုံထဲတွင်စီဒီ1.25လီတာရှိနေပြီရှိနေတော့ CE2 တယ်ဆိုပြီးတော့မှပေးထားချက်ရေးထားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ရှိတော့ CE2 တယ် မြင်ရချင်းဘယ်လောက်ရှိလဲ1.25လီတာရှိတယ်။ဒါဆိုရင်ထပ်ထည့်ရမယ်စီအပြည့်ရှိဖို့ရန်အတွက်ထပ်ထည့်ရမယ်စီစီအပြည့်ရှိရင်စီအပြည့်ရှိရင်ထပ်ထည့်ရမည်စီ ိုတော့ဒီတဲကနေဒါအောင်လုပ်လိုက်မယ်3တသက်မှ3.5လီတာကနေ အနုတ်7တသက်မှ1.5လီတာကိုနှုတ်လိုက်မယ်အဲ့တော့နှုတ်တာလည်းရပါတယ်ကလေးတို့ဒီလိုနှုတ်တဲ့အချိန်မှာတသမာတွေညီအောင်ရှင်းရမယ်ဆယ်လီစိတ်တွေခုတွေညီအောင်ရှင်းရမယ်ဒါလေးပဲဟုတ်လားဆိုတော့ငါခုနှစ်ထဲက9အောင်လုပ်တော့2 3.2ကိုနှုတ်တော့1.3မှ3.1ကိုနှုတ်တော့အာ1ဆိုပြီးတော့ရတယ်ဟုတ်ပြီနော် ဒါဆိုရင်ဘလောက်ထက်ထဲဖို့လိုအပ်တာလဲဆိုတော့နှစ်တက်တက်မှာသဲနဲ့5လီတာဒီထက်ထဲဖို့လိုအပ်တယ်။ရပြီနော်။ကြည့်ဒါဆိုလို့ရှိရင်ဆရာမတို့ဒီသင်ခန်းစာလေးချိန်ခန်းတက်ဆက်တဲ့တမတက်ကအကုန်လုံးပြီးသွားပြီ။အဲ့တော့မသိတာရှိလို့ရှိရင်လည်းဒီနံပါတ်နဲ့တကွပေါ့နော်ပြောခဲ့ပေးပါ။ဆရာမအဆင်ပြေတဲ့အချိန်မှာပြန်ပြီးရှင်းပြပါမယ်။အခုလိုအဆုံးနှိမ့်နှားထောင်းပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။